ထိုင်းနိုင်ငံကအေရှေပြည့်လက်ခံကျင်းပမယ်2025ခုနှစ်စီးကင်းပြိုင်ပွဲမတိုင်မီထိုင်းအာဏာပိုင်တွေကကြိုတင်ပြင်ဆင်မှုတွေလှုံ့ဆော်နေပြီမယ်အားနည်းချက်တွေရှိနေတဲ့အတွက်ဝေဖန်ခံနေရတယ်လို့တနေရှင်းကဖော်ပြခဲ့ပါတယ်33ချိန်မြောက်ရှေ့တောင်အာရှအာဇာပြိုင်ပွဲစီးကင်းကိုဒီဇင်ဘာ9ရက်ကျရင် ထိုင်းနိုင်ငံမှာစတင်ကျင်းပတော့မှာဖြစ်ပြီးထိုင်းဟာ16နှစ်ကြာစောင့်ဆိုင်ပြီးမှအေရှေပြည့်နောက်တစ်ချိန်လက်ခံကျင်းပခွင့်ရခဲ့တာဖြစ်ပါတယ်ပွဲစီစဉ်သူတွေကစီးကင်းပြိုင်ပွဲအတွက်တရားရဂိန်တို့အစဉ်အသင်းဖြစ်ပြီးဖြစ်ကြောင်းပြောကြားခဲ့ပေမယ့်ပြိုင်ပွဲမတိုင်မီအဓိကအ အချက်၄ချက်မှာအားနည်းချက်တွေရှိနေကြောင်းဝေဖန်ခံနေရပါတယ်ပထမအချက်ကတော့စီကိပြိုင်ပွဲနဲ့ပတ်သက်ပြီးကြော်ညာမှုအားနည်းနေခြင်းဖြစ်ပါတယ်ထိုင်းပြည်သူအများစုဟာစီကိပြိုင်ပွဲရဲ့အစီအစဉ်တွေအားစားကွင်းတွေကိုမသိကြသလိုအချို့ကတော့စီကိပြိုင်ပွဲကျင်းပမယ့်အကြောင်းကိုတော့မသိကြပါဘူး ဒါကြောင့်တမိုင်းတစ်ချောင်းလူသိအနေဆုံးစီးကိန်းဆိုပြီးဝေဖန်ခံခဲ့ကြပါတယ်။ဒုတိယအချက်ကတော့အားစားကွင်းတွေနေရာရွှေ့ပြောင်းခြင်း၊နောက်နေ့ကြန့်ကြာခြင်းနဲ့သဘာဝဘေးအန္တရာယ်တွေကြောင့်ဖြစ်ပါတယ်။အရင်ကဘန်ကောက်၊ချောင်ဘူရီနဲ့ဆောင်းကလာပြည်နယ်တွေမှာပြိုင်ပွဲတွေကျင်းပဖို့စီစဉ်ခဲ့ပေမယ့်ဒီနေရာတွေမှာရေလွှမ်းမိုးမှုတွေကြောင့်လုံခြုံရေးကိုအကြောင်းပြပြီးပြိုင်ပွဲဆယ်ပွဲကိုဘန်ကောက်နဲ့ချောင်ဘူရီမှာနေရာရွှေ့ပြောင်းခဲ့ရပါတယ်။တတိယအချက်ကတော့ပြိုင်ပွဲဝင်အားစားသမားတွေအတွက်ခံစားခွင့်နှဲပါခြင်း၊အသုံးစိတ်တွေပေးဖို့နောက်နေ့ကြန့်ကြာခြင်းတို့ဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့်အာသာသမားတွေကြားစိတ်ပြက်ခြင်းပြိုင်မဲ့ဝင်စိတ်ရောကြခြင်းတို့ဖြစ်စေခဲ့ပါတယ်။ဥပမာတစ်ခုအနေနဲ့ထိုင်းကျက်တောင်အာသာသမားပွန်ပါဝီချိုချူအောင်ဟာဒီအခြေအနေတွေကိုစိတ်ပြက်တဲ့အတွက်ပြိုင်မဲ့ကနေနှုတ်ထွက်ခဲ့ပါတယ်။ ဒါကြောင့်တာဝန်ရှိသူတွေကသူ့ကိုပြိုင်ပွဲမှာပြန်လဲဝင်ရောက်ရှင်ပြိုင်ဖို့နားချနိုင်ခဲ့ပါတယ်။ဒါနဲ့အတူထိုင်းလက်ဝဲတင်ရဲ့မန်နေဂျာကလည်းအားစားအဖွဲ့ချုပ်ထံကနေအတုံးစေးတွေရရှိဖို့နောက်နေ့ကြံ့ကြခြင်း၊ပွင့်လင်းမြင်တာမှုအားနည်းခြင်းတို့ကြောင့်အားစားသမားတွေကိုစိတ်သက်ကြစေခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။စရုဒအချက်ကတော့နိုင်ငံရေးစိန်ခေါ်မှုဖြစ်ပြီးထိုင်းနဲ့ကမ်ဘောဒီးယားနယ်စပ်ပြဿနာကစီးကိန်းပြိုင်ပွဲကိုခရရိုက်ခဲ့ခြင်းဖြစ်ပါတယ်။ကမ်ဘောဒီးယားလုံခြုံရေးကိုကြောင်းပြပြီး အားစားပြိုင်ပွဲအချို့ကိုဝင်ရောက်ရှင်ပြိုင်မှာမဟုတ်ကြောင်းဆိုင်းမစစ်ပုံစင်ကြေညာခဲ့ပါတယ်။ကမ်ဘောဒီးယားအား ာစာအသင်းတွေရဲ့နှုတ်ထွက်မှုကြောင့်ပြိုင်ပွဲအချိန်စာရေးဆွဲမှုမှာရှုပ်ထွေးသွားစေခဲ့ပြီးအချို့ပြိုင်ပွဲတွေမှာကျင်းပမဲ့ရက်ကိုအတိအကျမတတ်မဲ့ရသေးပါဘူးဒီအချက်တွေကြောင့်စီးကိန်းပြိုင်ပွဲကိုအင်ရှင်ပြလက်ခံကျင်းပမဲ့ထိုင်းရဲ့ကြိုတင်ပြင်ဆင်မှုတွေဟာဝေဖန်ခံရခြင်းဖြစ်ပါတယ်